ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အောင်းလည်းမင်္ဂလာပါဒီတစ်ပတ်ဥရောပ Champion League ပွဲပေါ်လေကျွန်တော်တို့ Champion League ပွဲစဉ်တွေပြီးသွားတဲ့အချိန်မှာတချို့နာမည်ကြီးစားမတွေအချို့ injury ဖြစ်သွားကြတယ်ဒါ injury ဖြစ်တဲ့တဲမှာဆိုရင်ပထမနေ့က Liverpool အသင်းကဒါတိုက်စစ်မှု Hugo Akitik နဲ့ပြီးတော့မှသူတို့ရဲ့ဒါအဓိကဂိုးသမားဖြစ်တဲ့ Alisson Becker နှစ်ယောက် injury ဖြစ်တယ် ဆိုတော့အလာစင်ကတော့ဒါခနာတီအမားကထွက်သွားတဲ့လုံကိုအော်စီမန်နဲ့ထိပြီးတော့သူ injury ဖြစ်သွားတယ်တကယ်တော့အလာစင်ကိုဆုံးရှုံးရင်ဒီဘောက်တော်တော်လေးတော့အားနေတယ်ဘာကြောင့်လဲဆိုတော့အလာစင်ကအခုပြလီဗာပူးနဲ့ဒီ Chelsea ဘက်မပါတော့ဘူးအလာစင်ရဲ့အရေးသွေးဘလောက်ရှိရကျွန်တော်တို့တွေ့ပြီးသား 1v1 situation မှာ तू ကကမ္ဘာအကောင်းဆုံးပဲကောင်တောင်သွင်းလို့မရဘူးပြသူ့ကိုတော်တော်ကြီးတေချာထောင်းကြမှာပဲအလာစင်ကိုသွင်းရတဲ့အချိန်မှာအလာစင် injury ဖြစ်သွားတယ် now akitiki လဲ6690လောက်မှာသူလဲလူစားလဲရတယ် alexis maclesar maclesar နဲ့သူလူစားလဲရပြီးတော့သူလဲ injury concern ဖြစ်တယ် arnislo က confirm လုပ်သွားတယ်နှစ်ယောက်စလုံး injury concern ဖြစ်တယ်အခုလောလောဆယ်အနေထားရတော့ alison back ကအိုက်ပွဲ liverpool နဲ့ chelsea ပွဲတကြပေါက်လွဲမဲ့အကြောင်းအတီးပြူသွားတဲ့အချိန်မှာမင်းညာက arsen pay တက်တီတို့နောက်ထပ် injury concern တယောက်ဖြစ်တယ်မိနစ်6 85လောက်မှာ gabriel လူစားလဲလိုက်တယ်ခရစ်ယာန်မူစကာရာနဲ့ဝင်ပြီးတော့ဆာလီပါတဲ့လက်ချက်မိနစ်တွေကိုတွဲသွားတယ်ဆိုတော့ဒီနေရာမှာဂါဘရီယယ်ကအာစနယ်ရဲ့အခုတခုနောက်ပိုင်း major major ပွဲတွေမှာတော်တော်ကောင်းလာခဲ့ပြီးတော့ဂါဘရီယယ်ဆာလီပါနှစ်ယောက်အတွဲကအခုနည်းနည်းလေး injury ဖြစ်နေဗျာဂါဘရီယယ်ကောင်းတဲ့ချိန်ဆာလီပါ injury ဖြစ်တယ် injury ဆာလီပါကောင်းတဲ့ချိန်ဂါဘရီယယ် injury မိနစ်ကဆိုရင် ိုးရှစ်တနစ်ကဆလီဘာအင်ဂျူရီဖြစ်သွားတော့ကျွန်တော်တို့တော်တော်တိုင်ပတ်ပြီးတော့ဂါဘီယဲသွားတယ်။မနေ့ကကျတော့ဂါဘီယဲကလက်ချက်ပွဲတွေမှာအကုန်အင်ဂျူရီဖြစ်သွားတယ်။အဲ့လိုမျိုးပေါ့လေအခုဂါဘီယဲကအခုအိုက်ပွဲမှာ ဒဏ်ရာပြဿနာအချို့ခံစားရဒဏ်ရာရတဲ့ suspect ပုံစံမျိုးဖြစ်လို့အထက်ထားကပထမပိုင်းပြီးကြတဲ့ကသူတို့စောင့်ကြည့်သေးတယ်။သူပထမပိုင်းမှာကန်လိုက်တဲ့အနေထားကသူသူ့ကိုယ်သူမတတ်တာဘူးဗျာ။အရင်မတတ်တာဘူးတခုခုခံစားမိတယ်လို့သူယုံကြည်တယ်။ဒါပေမဲ့အဲ့ဒါကိုစက္ကန့်လို့တော့ရတယ်။စိုးစိုးဝါးကြီးလည်းမဖြစ်လာဘူး။ဒါပေမဲ့လည်းဒါဘယ်လိုပြောမလဲကြိုတင်ကာကွယ်ပြင်ဆင်တဲ့အနေနဲ့ဆိုပြီးတော့ consent ငားမနေဘာလို့ဆိုအဲ့ချိန်ကအာဆန်ကလူလဲလို့မရသေးဘူး။တကိုးတည်းဖြစ်နေလို့အဲ့ချက်ကိုကျွန်တော်ပြောချင်တဲ့ချက်အသင်းတွေက အိမ်ခွင်းမှာကန်တဲ့အချိန်မှာဂိုးဖြတ်ထားလိုက်ရင်ကျွန်တော်ပြောချင်တာ Max Dorman တို့လိုကစားမားတွေ Ethan Wanneri တို့လိုချက်တိတ်တွေသူတို့တို့အခွင့်ရရှိမဲ့သားမှာကိုကလုံးဝ chance ကိုမဖြတ်မဖြတ်နိုင်မဖြတ်နိုင်မဖြတ်နိုင်နဲ့နောက်ဆုံးအဆုံးသတ်မှာတကိုးတဲ့နဲ့ပွဲပြီးကန်တီတီသွားပြီးတော့မှဘခါယူဆာကာနောက်ကျဖို့တွန်းလိုက်ရတယ်တကယ်ဆိုရင်ဆာကာတို့ Rice တို့ Timber တို့ now အဇီတို့ဝင်းသားစရာအကြောင်းကိုမရှိဘူးဒါပေမဲ့ထားပါတော့အဲ့ပွဲမှာ 85မိနစ်မှာ Gabriel လူစားလေးတို့ injury ဖြစ်သွားတယ်ဒါပေမဲ့အဲ့ injury ကဟိုဆိုးရိမ်ရတဲ့ injury မဟုတ်ကြောင်းပွဲပြီးမှပဲအားထဲကချက်ချင်းပဲအတည်ပြုတယ် Gabriel က West Ham နဲ့ပွဲတော့ okay တယ်ပေါ့ဗျာသူဒဏ်ရာက serious မရှိဘူးပြီးတော့နောက်တစ်ခုကသူတို့ကချိုးတင်ကာကွယ်တဲ့အနေနဲ့သူကိုလူစားလေးခဲ့တာဖြစ်တယ်ဒါပေမဲ့ပြောချင်တာက တပွဲကိုတယောက်လုံးနီးပါ scary ဖြစ်နေတဲ့အချက်ကိုတော့ကျွန်တော်သဘောမကျဘူးဗျာဆယ်ပေးသက်တယောက်အနေနဲ့ဒါလီဗာပူးလည်းဒီတိုင်းပဲလီဗာပူးပေးသက်တွေလည်းသူတို့ကစားမတွေ injury ဖြစ်တာဘယ်သူမှမကြိုက်လို့ Chelsea လည်းဒီတိုင်းပဲ Chelsea ကကြတော့ကစားမဖြစ်တာတဲ့ Chelsea ကအနီးကပ်တွေထုတ်ခံရတာတပွဲပြီးတပွဲတပွဲပြီးတပွဲတပွဲပြီးတပွဲနဲ့နောက်ဆုံး၄ပွဲမှာ၃ယောက်ထုတ်ခံရတာဒါစပါက injury concern ကအခုသူတို့အစောပိုင်းကရထားတဲ့ကာလရှည်ကြ injury တွေပဲရှိတယ်ဆလန်ကီဆိုရင်အခုသူ့ရဲ့ခြေချင်းဝန်တိုင်းက major တော့မဟုတ်ဘဲ minor ခြေချင်းဝန်တိုင်းကခွဲစိတ်လိုက်ပြီး ါပဲကျန်တဲ့ပိုင်းကအဲ့လောက်မရှိဘူးဗျာဒါပေမဲ့စခိုတဲ့ကခိုလုံ random ခိုလုံမွားနေကိုကျွန်တော်တွေ့ကိုမတွေ့သေးဘူးစပါးလေကူရတီတွေ့ကိုမတွေ့သေးဘူး Manchester City က Rodrigo လူစားလဲပြီးတော့ Gonzalo Nico Gonzalez နဲ့ထည့်လိုက်တယ်ဆိုတော့ကျွန်တော်တို့ဒါ Pep Guardiola က Rodrigo manage ကောင်းကောင်းလုပ်ပြီးတော့ minute manage လုပ်တဲ့ကြောင့် Rodrigo လည်း fully fit အခြေအနေအခြေအနေရှိသေးတယ်ဆိုတော့ major concern ပေါ့လေ Akidike Adan ရတယ် Alisson တန်ရရတယ် Gabriel တန်ရပြဿနာကြောင့် စိုးရင်နဲ့တွေ့လူစားလေးလိုက်တယ်။ဒါ Spurs ကတော့ဒဏ်ရာပြဿနာထက်သူတို့ရဲ့အစောပိုင်းဒဏ်ရာရတဲ့သူ Man City လည်းဒီတိုင်းပဲ။ဒါအခု Chelsea ကတော့ကျွန်တော်ပြောလို့ပေါ့အနီကက်တွေပဲ။ကျွန်တော်မရှိဘူးဒါမနေ့က Newcastle ဘာမှမရှိဘူး AC ပဲ။ဒါ English club တွေရဲ့ဒါအခြေအနေမှာဒါ major concern ဖြစ်တဲ့ဒဏ်ရာပြဿနာတွေဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။